Hello everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ unit 107ကို လေ့လာမှာဖြစ်ပြီးတော့ကောင်းစင်ကတော့ in at on လို့ခေါ်တယ် places to ပေါ့နော် preposition တွေပဲဖြစ်ပါတယ်။ in ရဲ့ at ရဲ့ on လို့ပဲကျွန်တော်တို့ပြန်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။အဲဒီတော့တစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် a မှာ in လို့ရေးထားတယ်။ in ဆိုလို့ရှိရင်အแทးမှာဆိုတော့ in bed အရာထဲမှာ in hospital ဆေးရုံထဲမှာ in the sky ကောင်းကင်ထဲမှာ in the world ကပိုင်းထဲမှာ in a newspaper သတင်းစာထဲမှာ in a book စာအုပ်ထဲမှာ in a photo တပုံထဲမှာ in a picture ပကြီကားထဲမှာ in a car in a taxi in the middle of ဆိုပြီးတော့တုံးလို့ရပါမယ်ကြည့်ကြည့်အောင်အဲ့တော့ where's kate kate ပမာလေ she's in bed သူမအိမ်ရာထဲမှာညီမလို့လည်းထဲမှာလို့ပဲတုံးတော့ so david's father is ill david အဖေကနေမကောင်းဖြစ်နေတယ် he's in hospital သူကဆေးရုံမှာဆေးရုံထဲမှာပေါ့နော် နောက်တစ်ကြောင်းမှာတော့ I like to look at the stars ကျွန်တော်ကတော့ကြိုက်တယ် to look at the stars ဆိုတော့ကြဲတွေကိုကြည့်ရတာကြိုက်တယ် in the sky ကောင်းကင်မှာကောင်းကင်ထဲမှာ at night ညဘက်ကောင်းကင်ထဲမှာကြဲတွေကိုကြည့်ရတာကြိုက်တယ်နောက်တစ်ကြောင်းမှာဆိုရင်တော့ what's the largest city in the world ကဘာမြန်မာလို့ဆိုရင်တော့ကဘာပေါ်မှာလို့ပြောရပါဘူးเนาะဒီမှာတော့ကဘာထဲမှာလို့သူတို့ကတော့ပြောကြတယ်ဆိုတော့အဲ့တော့ ကဘာထဲမှာအကြီးဆုံးသောမြို့ဝါဘာမြို့လဲဩဆိုနောက်တော့ကျောင်းမှာဆိုလို့ရှိရင်နော် I read or I read ကျွန်တော်ဖတ်ခဲ့ရတယ် about the accident ဒီမတော်တဆမှုအကြောင်းကိုကျွန်တော်ဖတ်ခဲ့ရတယ်ဘာမှလဲဆိုတော့ in the newspaper သတင်းစာထဲမှာဆိုပြီးကျွန်တော်မြန်မာလိုလည်းဒီလိုပဲပြောတာနောက်တော့ကျမဆိုလို့ရှိရင်နော် you look sad မင်းကြီးရတာဝမ်းနေနေတဲ့ပုံပဲ in this picture ဒီပုံထဲမှာဒီမှာလဲအင်းရတော့ တို့ကျွန်တော်တို့ရဲ့အယူအဆနဲ့အတူတူပါပဲ။နောက်တော့ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်နော် Did you come here? တင်ဒီကိုလာခဲ့တာ in your car တင်ကားထဲကနေလာခဲ့တာလား။ဆိုတော့တင်ကားနဲ့လာခဲ့တာလားပေါ့နော်။ဒီမှာကျတော့ in your car ကကားထဲကနေလာခဲ့တာလားပေါ့။နောက်တော့ကြောင်းကိုကြည့်မယ်ဆိုရင်နော် There's a big tree. အဲတပင်အကြီးတပင်ရှိပါတယ်။ In the middle of the garden. ပန်းချံရဲ့အလဲ တဲ့တဲ့မှာလို့မြန်မာတွေကတော့ပြောပေမဲ့အလဲထဲမှာလို့သတိထားပါနော်အင်္ဂလိပ်တွေကတော့ပန်းချိန်ရဲ့အလဲတဲ့အလဲအထဲမှာတစ်ပင်အကြီးတစ်ပင်ရှိပါတယ် Okay အဲ့ဆိုရင်တော့ဒီနေရာတွေကတော့ဒီနှစ်ကြောင်းကတော့အဲ exception တွေပေါ့နံပါတ်ဘီယူကြည့်မယ်ဆိုလို့ရှိရင်တော့ at ကိုတော့မယ် at home အိမ်မှာ at work at school ကျောင်းမှာရုံးမှာ at university at college တက္ကသိုလ်မှာ at the station at the airport ပူတာယုံမှာဒီစိတ်မှာ at leisers at my sisters at the doctors at the head uh, at the hairdressers ဆိုပြီးတော့ဘလူးတယောက်စီမှာရောက်နေလို့ရှင်လဲ at နဲ့တုံးတယ် at a concert ပွဲမှာရောက်နေတယ် at a party ပွဲတစ်ခုမှာရောက်နေတယ် at a football match ပလုံးပွဲမှာရောက်နေတယ်ဆိုရင် at နဲ့တုံးတယ် okay အဲ့တချက်ကြည့်ကြည့်အောင် will you be at home this evening then ဒီနေ့ညနေအိမ်မှာရှိလိမ့်မလား နောက်ကြောင်းမှာဆိုရင်တော့ West Cape Cape မှာလဲ she said what သူအလုံးမှာကျွန်တော်တို့ရဲ့ဟိုမှာဆိုရဲအတိတ်ပဲပေါ့နော် at ကတော့မှာမှာဆိုရဲအတိတ်ပဲမျိုးရောက်ရောက်တယ်ထပ်ကြည့်မယ်ဆိုရင်တော့ Helen is studying law Helen ကတော့ studying law ဥပဒေကိုလေ့လာနေတယ် at the university တက္ကသိုလ်မှာဥပဒေကိုလေ့လာနေတယ်ဆိုနောက်တစ်ကြောင်းမှာဆိုရင်တော့ I'll meet you ကျွန်တော်တင်နေတွေ့မယ် at the station ဘူတာယုံမှာဘူတာယုံမှာတင်နေတွေ့မယ် okay အဆင်ပြေလားနောက်တော့ကျမဆိုရင်နော် where were you yesterday သင်မနေ့ကဘာမှလဲ at my sister ငါအမစီမှာအဲ့တော့ဒီအရာထိရတော့ကျွန်တော်တို့ ਨੇ မှာဆိုတဲ့အဓိပ္ပာယ်ကတော့အကုန်လုံးတူနေလုံးပဲပေါ့နော်နောက်တော့ကျမကြည့်မယ်ဆိုရင်နော် i saw tom at the doctors ကျွန်တော် tom ကိုတွေ့ခဲ့တယ် at the doctors ဆိုတော့ doctors ရဲ့ office ပါပေါ့နော်အဲ့တော့ကျွန်တော် tom ကိုဆရာဝန်စီမှာ တွေ့ခဲ့တယ် မှုစေကမှာတွေ့ခဲ့တယ်ဒီလိုပုံစံမျိုးဆိုတော့လေဒီထိလေတူတော့မယ်ထက်ကြည့်မယ်ဆိုရင်တော့ there weren't မရှိပါဘူး many people at the party ပါတီမှာလူတွေအများကြီးရှိမနေခဲ့ဘူးဆိုတော့ဒီမှာလဲမှားဆိုတဲ့အဓိပ္ပာယ်ပါနေတော့မှာပဲ okay အောက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ often မကြခဏမှာတော့ it is possible ဖြစ်ဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ် to use in or at for buildings အစားအုံတွေအတွက်ဆိုလို့ရှိရင်အထဲထဲမှာလို့လည်းသုံးလို့ရတယ် အထဲလို့လည်းပြောလို့ရတယ်လို့တနေရာမှားလို့လည်းပြောလို့ရပါတယ်တဲ့ဥပမာအဖြစ် we stay at a nice hotel ကျွန်တော်တို့ကအရင်ကကောင်းတဲ့ဟိုတယ်တစ်ခုမှနေခဲ့တယ်ဒါမှမဟုတ် we stay in a nice hotel ကျွန်တော်တို့ကကောင်းတဲ့ဟိုကောင်းတဲ့ဟိုတယ်တစ်ခုထဲမှနေခဲ့တယ်ဒါမျိုးပြောလို့ရပါတယ် so စီမားကျတော့ on နဲ့သုံးပါမယ်အပေါ်မှာဆိုတော့ on the best basketball မှာ on the first floor ပထမတန်းမှာ on the way လမ်းပေါ်မှာ from A to B A ကနေ B ကိုသွားတဲ့လမ်းပေါ်မှာ Okay တစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့ on a bus on a train on a plane on a ship ကျွန်တော်တို့တစ်ခုခုစီးနေနေဆိုလို့ရှိရင် on နဲ့သုံးမယ်ပြီးတော့လို့ရှိရင်တော့ကားဆိုလို့ရှိရင်တော့ကျွန်တော်တို့ in နဲ့သုံးတာများပါတယ်အဲ့ဒါကိုသတိထားပါအရာဝတ္ထုတွေအကုန်လုံးထဲမှာမှာကိုယ်ပိုင်ကားဆိုလို့ရှိရင်ကိုယ်ပိုင်ကား taxi လို့ကားသေးသေးလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ in နဲ့သုံးပါမယ်နောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်တော့ on the ground floor on the first floor ျွန်တော်အလှော်တွေကိုပြောတော့မယ်တိုက်တဲ့တိုက်ရဲ့အလှော်တွေကိုပြောမယ်ဆိုရင် on နဲ့သုံးမယ်ပထမတက်မှဒုတိယတက်မှဆိုရင် on နဲ့သုံးပါမယ်နောက်တစ်ခုကတော့ on the way on the way home ဆိုလို့ရှိရင်ကြတော့ on the way လမ်းမှာဘယ်ကိုသွားနေတယ်လမ်းမှာဆိုလို့ရှိရင်တော့ on နဲ့သုံးမယ်အဲဒီကြည့်ကြည့်အောင် did you come here on the bus တင်ဒီကိုဘတ်ကားပေါ်ကနေပြီးတော့လာခဲ့တာလားပြောရင်ဘတ်ကားစီးပြီးတော့လာခဲ့တာလားပေါ့နောက်တစ်ကြောင်းမှာတော့ the office ရုံးကတော့ is ရှိနေတယ် on the first floor ပထမတန်းမှာရှိနေပါတယ်နောက်ကြောင်းမှာတော့ I met Anna ကျွန်တော်က Anna ကိုတွေ့ခဲ့တယ် on the way to work ကျွန်တော်အလုပ်ကိုသွားတဲ့လမ်းပေါ်မှာ Anna ကိုတွေ့ခဲ့တယ် or on the way home အိမ်ပြန်တဲ့လမ်းပေါ်မှာ Anna ကိုတွေ့ခဲ့တယ် so အဲဒီတော့ exercise လေးတစ်ချက်ကြည့်အောင်နော်107.1မှာဆိုလို့ရှိရင်တော့ look at the pictures ပုံတွေကိုကြည့်ပြီးတော့ and answer the questions မိကုန်တွေကိုဖြည့်ပေးပါတဲ့ use သုံးပေးပါ in at on ကိုသုံးပေးပါတဲ့ so အဲ့တော့ hospital airport bed ship နော်အဒါလေးတွေရှိမယ်အဲ့ဆိုကျွန်တော်တို့ number 1ကိုကြည့်ကြည့်အောင် where is she သူမဘာမှာလဲ in hospital သူမကဆေးရုံထဲမှာ so number 2မှာဆိုရင် where are they သူတို့ဘာမှာလဲဆိုတော့လေစိတ်မှာဆိုရင်ကျွန်တော်တို့လေစိတ်မှားလို့ပြောမှာဆိုတော့ at the airport ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ at the airport တုံးတယ် airport နဲ့ဆိုလို့ရှိရင်တော့ at the airport တုံးပါပါမယ်နံပါတ်3ကိုကြည့်အောင် where is he အဲ့ရထဲမှာ तू อ่ะ तू ဘာမှလဲအဲ့ရထဲမှာဆိုတော့ in bed okay နံပါတ်4မှာဆိုရင် where are they တဲ့သူတို့ဘာမှလဲတဲ့သူတို့ဘာမှလဲဆိုတော့ okay တင်မောတွေပါလေနော်ပစ္စည်းပစ္စည်းတွေပါလာပြီဆိုလို့အာစီးရမယ့်အရာတွေပါလာပြီဆိုလို့ရှိရင်ကားတသေးလေးတွေအာကိုပိုင်ကားတွေတက္ကစီတွေကလွဲပြီးလို့ရှိရင်ကျွန်တော်တို့က on ကိုသုံးမယ်ဆိုတော့ on a train uh, on a, on a ship okay အဲ့တော့ကျွန်တော်လေးဆက်ဖြည့်ကြည့်လိုက်ပါ point 2မှာဆိုလို့ရှိရင်လေ write in at on ကိုသုံးပေးရပါမယ်တဲ့ so number 1 helen is studying law helen ကတော့ law ကိုသင်နေတယ်ဥပဒေကိုသင်နေတယ် at university တက္ကသိုလ်မှာ law ကိုသင်နေပါတယ် so number 2 there was a big table စပွဲအကြီးတစ်ခုရှိပါတယ် the middle of the room ဆိုတော့အလယ်တက်တက်မှာဆိုရင်ကျွန်တော်တို့က in နဲ့သုံးမယ်ဆိုတော့ in the middle of the room အခန်းရဲ့အလယ်မှာသပွဲအကြီးတစ်လုံးရှိခဲ့တယ်။ Number 3 What is the longest river ဘာကအရှည်ဆုံးမြစ်လဲ? The wall ဆိုတဲ့ကတေချာပါတယ်ကျွန်တော်တို့မြန်မာလိုကတော့ကဘာပေါ်မှာလို့ပြောပြမယ်အင်္ဂလိပ်တီအနေနဲ့ဆိုလို့ရှိရင်เนาะအင်္ဂလိပ်ဘာသာစကားအနေနဲ့ဆိုလို့ရှိရင်เนาะကဘာထဲမှာလို့သုံးမယ်ဆိုတော့ in the world လို့သုံးပါမယ်။ So number 4မှာ where there many people the concert last night ပွဲမှာဆိုတဲ့အတွက်ကြောင့်မလို့ပွဲဆိုတဲ့အရာကကြောင့်ပြောရမယ်ဆိုလို့ရှိရင်ဘောင်ခတ်ထားတဲ့အစာအုပ်တခုမဟုတ်ဘူးအဲ့အတွက်ကြောင့်မလို့အလွတ်ဟာလာဟင်းလင်းဖြစ်နေတဲ့နေရာမျိုးဆိုကျွန်တော်တို့က at ကိုသုံးပါမယ် so were there many people at the concert at the concert last night so ထပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ number 5မှာ will you be home tomorrow afternoon ဆိုတော့ i'm not ကျွန်တော်တို့ဒီမှာက ထည့်စရာမလိုပါဘူး dash ခံလိုက်ရပါပြီဒါပေမဲ့ကျွန်တော်တို့က home နဲ့ဆိုလို့ရှိရင် to ရော add တိတ်မထည့်ဘူးပေါ့နော်မထည့်ပဲနဲ့ပြောတာမျိုးများတယ်အဲဒီတော့ကျွန်တော်တို့ဒီမှာမထည့်ပေမဲ့လည်းဒီမှာတုံးခုတွေတခုခုထည့်ပေးရမယ်ဆိုလို့ရှိရင်တော့ add ကိုထည့်ပါမယ် will you be at home tomorrow afternoon okay အဲဒီတော့ကကျန်တဲ့ဟာလေးတွေကိုဆက်ပြီးတော့ဖြည့်ကြည့်လိုက်ပါအောင် so ဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိရာလေးလေ့လာနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ have a nice day see you on next unit stay strong stay safe bye bye